ဘာကြောင့်မြတ်သားတွေနိမြန်းစေရတာလဲဘာကြောင့်မြတ်သားတွေနိမြန်းစေရတာလဲဆိုရင် ကျွန်တော်တို့မျက်လုံးတွေနိမြန်းနေတာမျိုးတွေကိုလူတိုင်းနိပါဖြစ်ပေါ်ကြမှာပါခုနောက်ပိုင်းတူတက်လာတာနဲ့အမျှဖုံးတွေအကြည့်များလာပြီးကလေးရောလူကြီးပါမကြမ်းမျက်စိရောဂါအဖြစ်များလာကြပါတယ်မျက်စိစေကန်းတွေမှာဆိုရင်ပြတာသူများဟာအများအပြားပါပဲမျက်စိကကိုခန္ဓာရဲ့အရေးကြီးအစိတ်ပိုင်းမှာပါတာကြောင့် မစိတ်ကဆုံးတစ်ခုဖြစ်တိုင်းမပေါ်စားတတ်ပါဘူးမျက်လုံးချင်းနီးနေတဲ့ဘာကြောင့်မျက်သားတွေနီးများစေတာလဲဆိုတာကိုတိတဲ့သူရှိတယ်လို့မတိတဲ့သူလည်းများပါတယ်ဘာကြောင့်နီးများစေတာလဲဆိုရင်ဒုစုံတစ်ခုကြောင့်မျက်လုံးထိခိုက်မိခြင်းမျက်စိနာခြင်းမျက်စိညောင်းညာခြင်းမျက်လုံးချောက်ပြေးခြင်းရေတိမ်ဖြစ်ခြင်း မျက်နှာဆန်ရောင်ရမ်းခြင်းမျက်ခွန်ရောင်ရမ်းခြင်းမျက်ပွေအောက်တွေးကြည့်ဦးခြင်းမျက်ကြည်လာပေါက်ပြဲခြင်းအနာဖြစ်ခြင်းရောင်ရမ်းခြင်းအပြင်ခရလွန်ရောင်ကြည်ထိတွေ့မှုများခြင်းစရာတွေကြောင့်မျက်သားတွေနှီးမြန်းစေခြင်းဖြစ်စေပါတယ်ဒါဆိုရင်ဘလို့ကာကွယ်ရမလဲမျက်လုံးနေရခက်နေရင် မပုတ်ပါနဲ့မျက်လုံးကိုတွေ့ရမျက်စင်စင်မခတ်ပါနဲ့ မျက်လုံးထဲလေမှုန့်ချင်းမျိုးရှောင်ပေးပါမျက်လုံးထဲအမုံအမိုက်များကို တွေ့ရနဲ့မနိုင်ပေဘုဒ္ဓထားတဲ့ကုန်တန်မျိုးနဲ့သာဖေရှားပေးပါနေအောင်ပဲတွားရင်ညီကမျက်မှန်တတ်ဆင်ပေးပါမျက်စိကို အကာအကွယ်ဖြစ်စေမဲ့ ठी အုတ်ထုတ်ဆောင်ပြီးမှနေပူတဲ့ထွက်ပြေးပါမျက်စိကိုအနာပြေးပါဖုန်း TV ကွန်ပျူတာစာရာတွေကိုကြည့်ချင်းလျှော့ပြေးပါမျက်စိနင်းမြန်းနေချင်းမကြည့်ပဲနေရင်ပိုကောင်းပါလေအလင်းရောင်မမိန်စေပါနဲ့ မိအောင်မိမိအောင်မှာစာဖတ်ခြင်းအလုပ်လုပ်ခြင်းမျိုးရှောင်ပေးပါမျက်လုံးအောင်ခြင်းနေယူမှုကြခြင်းအမြင်မဝခြင်းကောင်းမှုကောင်းကိုက်ဖြစ်လာရင် မပေါ်စားပဲတက်ကြွနဲ့ဆရာဝန်နဲ့ပြတ်တာပေးပါ နောက်ပြီး မျက်လုံးအတွက်အာဟာရဖြစ်စေမဲ့အစားအစာတွေစားပေးပါ အစိမ်းရောင်ရှိတဲ့ဟင်းသီးရည်ရွယ်များများစားပေးပါအစီအစိမ်းများချုံလွန်းတော့အစားအစာများကိုရှောင်ပေးပါမျက်စိပါဝါနေသူများအားကော်ဖီကဖိန်းသက်ပါတဲ့အချိုရည်စားတာတွေကို ရှောင်ပေးပါဆယ်လေးတော့ပါကတန်နိုင်သမျှလျှော်ပေးပါရှောင်နိုင်ရင်ပူကောင်းပါတယ်ဆရာဝန်ညွန်တော့စေဝါများကိုအချိန်မမှန်တောက်ပေးပါ စားတာတွေကိုလိုက်လုပ်ပေးခြင်းကတင့်မြတ်လုံးကိုကောင်းမွန်စေနိုင်ပါတယ်